ဒီတစ်ပတ်15ရက်9လ2025မှာဒီ15ရက်6လ2025အကြောတက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါနော်ရွှေညမေမိသားစုအကျိုးစိုးပါတယ်ဗျာကျွန်တော်တို့ဒီတစ်ပတ်15ရက်9လ2025မှာဒီ 15ရက်6လ2025အကျော်တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကထုံးစံရတော့အင်္ဂလိပ်လူတရက်ကလည်းပြီးတော့31ရက်မှာတော့ကျွန်တော်တက်လာတာတွေပုံမှန်လွှင့်နေတာဖြစ်ပါတယ်အဲ့ဒီလိုလွှင့်တဲ့အခါမှာဖားတစ်ပိုင်းငါးတစ်ပိုင်း15ရက်လောက်အတွင်းမှာရေရီမှန်ပြီး15ရက်လောက်အတွင်းမှာရေရီမမှန်တတ်ဘူးပြအဆင်မပြေတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကြံနေရာအင်္ဂလိပ်လူ73ရက်က69ရက်အတွင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့လတစ်ခုရဲ့တဝက်စီမှာဖြစ်နေတာကာလဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ ကျန်တဲ့လူတွေဟောကွက်ဒီမှာပြဿနာမရှိပြီလေကျွန်တော်တို့ diet တဲ့လုပ်တဲ့အခါမှာတချမ်းမှာအဆင်ပြေပြီးတော့တချမ်းအဆင်မပြေတတ်ပြဖြစ်တဲ့အတွက်ကျွန်တော်တို့က15ရက်ကြာအပိုင်းအခါမှာတလဆာတွေကိုတင်းမြနေတာဖြစ်ပါတယ်တချမ်းလူတွေမတူတဲ့အကြောင်းကိုကျွန်တော်တို့က diet ဆင်တဲ့ဆရာတွေပါတချမ်းလူကဟောကွက်ဒီသုံးတာတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့15ရက်5လ2025မှသည်ကျွန်တော်16ရက်အဲအဲ15ရက်6လ2025တလဆာကန်ဒီမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ် အဲဒီဘက်ထဲမှာမြေတွေဝင်မယ်အဲတော့မြေတွေဝင်မယ်အိမ်တွေဆောက်အောင်မယ်ခြေတွေပေါက်မယ်ဆိုတဲ့ကံတွေကဒီအထုတွေလည်းဂျုံတွေ့နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကျွန်တော်တို့တင်းနှလာဂျိုစီရနေမျိုးတင်းနှလာပြောင်းနေတဲ့ကာလမျိုးဖြစ်တဲ့တင်းနှလာမှာအိုးရင်လောက်ကင်ပျက်စီးတဲ့ကိစ္စများပေါပေါက်တဲ့လူတွေစုလိုက်ပြုံလိုက်တည်တတ်တယ်ဟာဟိုအဆူရဲအတွက်ကျွန်တော်တို့ဒီကြမ်းမတိုင်းမီမှာလည်းငလင်နေလို့လို့ပြဿနာတက်တဲ့ဒီဒီဒီကြမ်းပြီးသွားတဲ့ခါမှာလည်းလူတွေဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်တည်တတ်ပြီးဒီချင်းစုံနဲ့တည်တဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲအဲ့ဒီမျိုးကာလမျိုးတွေညာနေပြီးတော့ကျွန်တော်တို့ အဲဒီ9လပိုင်း18ရက်ကျော်လို့ရှိရင်တော့ကံတခုပြောင်းသွားတာဖြစ်တဲ့အတွက်တနင်္ဂနွေဝယ်ကိုပြောင်းသွားတာဖြစ်တဲ့အတွက်လူတွေစုလိုက်ပြုံလိုက်တည်တည်တဲ့ကိစ္စတွေတော်တော်များများအားနည်းသွားမှာဖြစ်ပါတယ်။အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာစတင်ပွင့်လာမယ်။မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စမှာမြေအပြောင်းရွှေ့ရာဒူးဒူးတွေဖြစ်မယ်။ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာပွင့်လာမယ်။နော်အပြောင်းပွင့်လာမယ်။အဲနောက်တစ်ခါ ငွေကြီးနဲ့ပတ်သက်မှာလက်ထက်မှာတပြားမှမရှိရလူတွေကထိပေါက်သလိုပတ်သက်နေဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ကံကောင်းခြင်းများဇက်တိုက်ဝင်ရောက်နေတဲ့ကာလမျိုးလို့ဆိုရင်မမောက်ဘောဗျာ။ဒါကြောင့်ကျွန်တော်တို့15ရက်5လ2025ဒီ15ရက်6လ2025တလားသာမှာတော့အဲခုနှစ်သားသမီးအားလုံးတို့ဒီအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအင်းကြီးအင်ကောင်းမိသားစုမိသားကောင်းလုံငန်းကောင်းဟောင်းဟောင်းနေနဲ့ပြန်လဲဆုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။အာအင်းကြီးယာရီနဲ့ပတ်သက်တာနေတယ်ကိုယ့်အိမ်မှာမနေရဘူး။ မိုးရီရတဲ့ငလင်းနေဖြစ်တဲ့အောက်ကိုဆင်းရရတယ်။အဲ့ဒီအဲ့ဒီ15ရက်ကျော်ပြီဆိုတော့ကိုယ်ဟင်ကိုယ်ရမှာပြန်လဲအေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲအိမ်ထဲပတ်တဲ့မှာပြိုလဲသွားတဲ့လူတွေကိုယ်ဟင်ကိုယ်ရကိုယ်မိသားစုမှာအစ်စ်ပြန်လဲတိဆောက်ပြီးမှပြန်လဲတိဆောက်ပြီးတော့ပြန်လဲနေရမယ့်ကာလမျိုးဖြစ်တယ်လို့လက်ထက်မှာပတ်စံတပြားမှာမရှိတဲ့လူကငွေကြီးနဲ့ပတ်သက်တဲ့မှာစတင်ပွင့်လန်းပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ရနေတဲ့လူရတဲ့ငွေကုန်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်ခမအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့သူများအားလုံးတို့ဒီတဲ့မာလာကာရွက်ကလေးတွေကျွန်တော်တို့မာလာကာလည်းရွက်ကလေးတွေဆိုရင်တော့19ရက်ဗျ19ရက်ကိုခမရာဦးတောင်းနောက်မြောက်တော့မှကျွတ်ကျွတ်ကလေးနဲ့ထဲချိတ်ချိတ်ပြီးမှလွှဲလွှဲပြီးမှဆူတော့အသင်မာလာကာလည်းရွက်ကလေးရဲ့ကျွန်တော်တို့လောက်ကိုင်းမကောင်းဘူးဗျာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအစီအမပြေခြင်းနဲ့အိမ်နေမနေပတ်သက်တာအိမ်လေးကဆောက်တာဒေါက်တာနောက်တော့ငလင်းလုံးတော့ပြောတော့မှအိမ်လေးကလည်းမမချာချာလေးဖြစ်အောင် အသိမာယကလာရွက်ကလေးအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတွေခိုင်မာတောင်းတင်းပြီးအဆင်ပြေအောင်အကျွန်တော်တို့အိမ်လေးလဲစောက်ချင်တာအိမ်လေးနဲ့ပတ်သက်တဲ့အဆင်ပြေအောင်အတော့အလုပ်ကလေးနဲ့ပတ်သက်တာလည်းအဆင်ပြေအောင်အများဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ရာဟုတောင်းအောင်မြတ်တောင်းလှည့်ပြီးအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့အတွက်အဲရေရာလေးရတော့ခမမာကလာရဲ့စကူးရက်ကိုရာဟုတော့မှကြွကြွကလေးနဲ့ထက်အကျန်းတွေကိုထက်ထက်ပြီးမှရေလေးပါလေးစေးပြီးမှထက်ပြီးမှလွှဲလွှဲပြီးစူတောင်းမယ်ဆိုလို့ရှိရင်တော့ အမြဒီတလားအတွင်းမှာတော့ခင်ဗျာဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာပိတ်နေတာဖွင့်မှာဖြစ်ပါတယ်။ဒါကြောင့်အဲဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြေရတဲ့ခွန်ရသမီးအားလုံးတို့ဒီမာကလာရဲ့စကူရဲ့ကိုရာဟုတောင်းမှာချိတ်ပြီးမှလွှဲပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ဥယင်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်။မန်းနီပတ်သက်နဲ့ပတ်သက်တဲ့မှာလက်ထဲရှိတာပြုတ်တတ်တဲ့လောတာတွေပြုတ်တတ်တဲ့ဥယင်လောက်ကိုင်းနဲ့ပတ်သက်လို့ပြုတ်တတ်တဲ့လိုးနေဝင်မဲအဲဝဲဝဲလိုးနေဝင်ရောက်လာရင်ကုန်မဲ့ ဲ့ဒါမျိုးဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်တာအောင်မင်းနေတယ်လို့ပဲဒါပေမဲ့တိတ်တော့မအောင်မင်းတယ်လို့ခံစားရတယ်။လက်ထက်ရောက်ပြီးဝယ်တရားကြီးတာလည်းတန်းတာဝယ်။ခင်ဗျားလက်ထက်ပတ်စံထောင်းဝင်လိုက်မယ်။ပတ်စံလက်ထက်ထားရင်တော့ကုန်ပါပဲ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်မှာမိမိအလိုဆန္ဒကြီးတဲ့လောက်ဝင်စီတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ခင်ဗျားငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့သက်သက်တဲ့လိုအပ်တဲ့ပုံကူအားလုံးတို့ဒီပတ်စံပတ်စံတွေကိုကိုင်းတင်းလာအရှိရကိုလှဲ့လှဲ့ပြီးတော့၃ချိန်တိတိဆူတောင်းပါဗျာ။ အတင်ပတ်စံလေးကျွန်တော်မှငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလိုးနေတယ်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လိုချင်တာဘလောက်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးအဆင်ပြေမှဖြစ်မယ်အများဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းနေ့ညအချိန်မရှိဘူးတနေ့လာအရှိအရာကိုလက်ပြီးပတ်စံကိုင်းပြီးတော့၃ချိန်တိတိဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဒီလအတွင်းမှာခမငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကန်တဲ့ပတ်သက်တွေမှာအစ်စ်တီနဲ့ အဟောင်းအနေနဲ့တွဲပြီးတိဆောက်တာဖြစ်တဲ့အတွက်အိုးဝင်လောက်ကန်ဆင်းမပြီးကြရတဲ့လူကတော့ရာဟုတောက်မှာအဲမင်္ဂလာဘင်းကမမချာချာဖြစ်အောင်မင်္ဂလာဘင်းကအရွက်ကလေး၁၉ရွက်ကိုလွှဲပြီးစူတောင်းရင်လောက်ကန်ကြီးပွင့်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့လူအပ်တဲ့လူကတော့တင်းလာအရှိအရကိုလက်50တန်း100တန်း900တန်း9000တန်းငွေပတ်စံဆိုပြီးတာပဲပတ်စံလေးကိုကမ်းပြီး၃ချိန်တိတိစူတောင်းလိုက်စမ်းပါဗျာတင်းတော့မှပိတ်ဆိုနေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာ အဲခொနေသားသမီးအလုံးတို့ဒီစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာစက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့မှာဈေးကကုဈေးကကျနေတယ်ကုဈေးကဟုံးဆိုတက်တယ်အာဒီနေရာမှာအလုံးလုံးတယ်ဒီနေရာမှာလုံးလုံးကန်လို့ရှိရင်အသိအစင်မပြေဘူးတခြားတနေရာပြောင်းညင်သလိုလက်ရှိအနေထားတဲ့တိုးတက်ဖို့တဲ့နေရာပြောင်းရွှေ့လုပ်ဖို့လက်ရှိအနေထားတဲ့တခြားတနေရာကိုရွှေ့ဖို့ကြိုးစားနေတဲ့ကာလမျိုးဖြစ်ပြီးစိတ်နဲ့လူနဲ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲနဲ့စိတ်ကအရင်ရောက်ပြီးအဲဖြစ်နေတာဖြစ်တဲ့အတွက်ကိုလုံးတဲ့လုပ်ငန်းတွေမှာ စိတ်တိုင်းမကြတတ်ဘူးမိသားစုနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တိုင်းမကြတတ်ဘူးအစုအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တိုင်းမကြတတ်ဖ ೇನೆ ပြဿနာပူညာပူညာဖြစ်နေပြဿနာလားဆိုပြဿနာပါတကယ်ပြဿနာလားဆိုပြဿနာလည်းမဟုတ်ဘူးကိုကလိုက်ပြဿနာရှားနေတူတူဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာဒီငြိမ်မှုအားနေနေတယ်အဲကြောင့်စိတ်နဲ့လူနဲ့လွဲချော်နေတဲ့ကိစ္စတွေတဲ့အောင်ကိုဖြစ်ကျင်တဲ့ကိစ္စတွေဖြစ်အောင်ပိတ်ဆိုနေတဲ့ကိစ္စလေးတွေပွင့်ရင်တော့အင်္ကာတောင်အရှိတောင်တောင်လက်တပိတ်တို့ကလေးကိုဖြောပြီးမှတစုံလောက် ဇွန်လေးနဲ့ဒဇွန်လောက်တောက်ပြီးမှစူတောင်းလိုက်သမှာဗျာအတင်လဖိတ်လေးရဲ့အကျွန်တော်တို့ကလွဲချုံနေတယ်ဗျာစိတ်တွေလည်းညှင့်နေတယ်စိတ်ချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ကိစ္စလည်းလုပ်ခဲ့မကောင်းဘူးငွေကြီးအစီအမံပြူအကျွေးတွေတင်းနေတယ်အိမ်ဆောက်ပေးမဲ့လူလည်းမရှိဘူးအိမ်လည်းဆောက်ပေးမဲ့လူပေါအောင်ငွေကြီးလည်းအစီအမံပြောင်းလူမဲ့တမ်းမဲ့လူတွေပေါအောင်ကျွန်တော်လုပ်ချင်တဲ့ကံညင်းတဲ့ကိစ္စလေးအစီအမံပြောင်းဥညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော်ရှေးတောင်တော်လည်းခမရလဖိတ်လေးဒဇွန်လောက်တောက်ပြီးစူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ စိတ်ထဲမှာအလိုဆန္ဒမပြည့်တဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများစူတောင်းပြီးတဲ့ချင်းရဲ့ကျွန်တော်နိုင်ဆိုရင်တော့၃နိုင်ရက်ရက်အဲနိုင်ဆိုနှစ်နိုင်ရက်အပြင်ပြောရင်၃ရက်လောက်အတွင်းအဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့မှာအလိုဆန္ဒမပြည့်တဲ့ပုံကိုအားလုံးတို့ဒီဒီဒီလအတွင်းမှာတော့အင်္ဂါတော့အရှိတောင်းတောင်းကိုလက်လက်ပြီးမှလည်းဖဲလေးတောက်ပြီးတော့စူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆိုနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအင်္ဂါတော့မှာရှိပါတယ်ဗျာဒါကြောင့်တောင်းခြင်းဖြင့်တင်းတို့မှာစိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးရရှိမှဖြစ်ပါတယ်နေညအချိန်မပါပါဘူးအင်္ဂါတောင်းလဲပြီးတော့ထူတောင်းလိုက်သမှာဗျာကိုနဲ့နီးနဲ့စက်သက်တဲ့လူယောက်ျားတွေနာကျင်မှုကိုဖြစ်ပေါ်သေးတော့လူယောက်ျားတော်တော်များများတော့ဒီချိန်မှာနားတယ်အသေးနာတာလားလူနာတာလားဟာမြရင်နေကွဲအောင်နားတယ်ခမရဓမ္မမို့လူကတိမ်မလောက်ကိုနားပါတာပဲသူကတိမ်ဦးသေးတာငါလုံးမနာဘူးလို့ဖြစ်နေတာနားရတဲ့ကာလမျိုးတွေဖြစ်ပါတယ်လူနာတတ်တဲ့အချိန်မျိုးတွေဖြစ်ပါတယ်ဗျာတိမ်တတ်တဲ့အချိန်မျိုးတွေမဟုတ်ပါဘူး အကြောင်းတစ်ခုနဲ့ပါတဲ့အထုရိုက်ခါမယ်ဖန်တီခါမယ်ညှိမနှိမ့်ဆက်မှုခါမယ်လူတယောက်ခံနိုင်တဲ့ဆွားရတဲ့ပို့လူပြီးတော့ခံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ကျမ်းမာရေးရပြောလို့ရှိရင်တော့နာတာရှိယောဂများဖြစ်တတ်ပါတယ်။ဒါကြောင့်လူတွေနဲ့ပတ်သက်တဲ့နာကျင်မှုကိုပျောက်ဆင်းနေတာနာရာလေးပျောက်နေတာပျောက်ချင်တော့နာရီလေးတစ်လုံးခမံတယောက်ကိုလူထားလိုက်ဆက်မှာဗျာအိမ်မှာနာရီလေးဖြစ်ဖြစ်တစ်လုံးလောက်ဝဲပြီးတော့အိမ်မှာကတ်ထားလိုက်ပါဒီလအတွင်းမှာတော့ဘုံကြောင်မှာနာရီလေးတွေလူမလားအเจ้าနေဖွင့်လို့ရှိရင်အเจ้าနေမှာနာရီလေးတွေလူမလားကိုယ်အိမ်မှာနာရီလေးတစ်လုံးလောက် ်အတန်ကနိုင်လေးတလုံးလုံးထားမလားဒါမှမဟုတ်ရင်တော့နိုင်လေးတလုံးလုံးဝဲပြီးတော့လက်ဆောင်ပေးလိုက်ကြပါဗျာတင်းတို့နားမဲ့ကိစ္စတွေပျောက်ပြီးရီးရမဲ့ကိစ္စတွေပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်နာမှာကြောက်တဲ့ခொနဲ့သားသမီးအားလုံးလူယောက်ျားအားလုံးတို့ဒီနိုင်လေးတလုံးကုသိုလ်ပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆံနေတဲ့နာကျင်မှုတွေနဲ့ပတ်သက်တဲ့အများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဒီအချိန်မှာကိုယ်နဲ့နေနေသက်သက်တဲ့မြေတွေဝင်တတ်တဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်တာအဆင်ပြေတတ်တဲ့ နော်ယာဒူတူတွေဖြစ်တတ်တယ်အမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာဒီလမှာတော့ကျွန်တော်တို့9လပိုင်း15ရက်6လပိုင်း15ရက်9လပိုင်း15ရက်တွင်တော့မင်းနေကံကောင်းတဲ့ကာလမျိုးကြီးလုံးသမျှကင်သမျှတင့်တယ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်သို့တော့ငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့မှုတွေလည်းကျုံတရတာဖြစ်ပါတယ်ကိုလှုပ်ချင်တာတကူလုံနေရတကူငွေနဲ့ပတ်သက်တဲ့အဆင်မပြေဘူးငွေနဲ့ပတ်သက်တဲ့လွယ်မာသောဆုံးဖြတ်ချက်တွေကြောင့်မင်းနေရငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အပြောအဆိုခံနေရတဲ့ကာလမျိုးတွေဖြစ်ပြီးငွေကြီးနဲ့ပတ်သက်လို့ကြတဲ့မှာလား ငွေကြီးနဲ့ပတ်သက်လွေမသာအတုံးချမလားငွေကြီးနဲ့ပတ်သက်တဲ့ဖိနှိပ်မှုတွေလားတခုခုကြုံတွေ့နေရမှာဖြစ်ပါတယ်။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေကံကောင်းအောင်လုပ်ဖို့ဗျာမင်းနေနဲ့ပတ်သက်တဲ့ကံကောင်းခြင်းတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘုရားတဆူရဲ့အင်္ဂါတော့အင်္ဂါတော့မှာကုသိုလ်ညို့ဆိုငါညို့အဲ့လိုတွေလူပေးလိုက်သားမှာသူတို့မှာပိတ်ဆို့နေတဲ့ကံနေမကောင်းတဲ့အကုသိုလ်ကံနေကုသိုလ်ညို့လေးကကံနေကိုကောင်းအောင်သွားအောင်သူတို့မှာရှိတဲ့အစိတ်တော့သူဆွဲသွားမှာဖြစ်ပါတယ် တကယ်လို့မိမိအိမ်မှာဆိုရင်တော့ပလင်းလေးတစ်လုံးနဲ့မှကစွန်းညွန့်ငါးညွန့်ကိုထည့်မိမိအိမ်ရဲ့အင်္ကာတော့မှထားပေးုံမရဖြင့်မင်းနေမှာပိတ်ဆို့နေတဲ့အပြောင်းရွှေ့ရာဒူးဒူးနဲ့ပတ်သက်တဲ့ကိစ္စမိယာတွေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအမိမတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်ចောင်းမဏိတက်မဲ့ចောင်းသားចောင်းသူအားလုံးတို့ဒီအင်္ကာတော့အရှိတောင်တောင်းအောင်လက်ကစွန်းညွန့်လေးငါးညွန့်လောက်ထားပြီးဆူတောင်းမယ်ဆိုရင်ဒီကူမိမိတို့တက်မဲ့ပညာရေးမှာကျမ်းမာလို့ အကျဉ်းချမ်းမှမှချမ်းချမ်းသာသာနဲ့အန်ဒီကပေးရွှေဒီကြောင်းနေတက်နိုင်မှာဖြစ်ပါတယ်။အမင်းနေနဲ့ပတ်သက်တဲ့နီးနေဆက်သက်တဲ့ဖီးရမှာပဇွန်ညွန့်နေငါညွန့်လေးလူမဲ့ဆိုရင်မင်းသွားသမျှလုံးသမျှကိုင်းသမျှရွှေတို့တူပြီးပြီးပိတ်ဆို့နေတဲ့ငွေကြီးများပွင့်လပ်ပြီးမိမိလူသမျှစိတ်ချမ်းသာပျော်ရွှင်တာနဲ့အန်ဒီကင်းပေးရှင်းပြီးတော့နော်အရာမိမိရဲ့စီမံကုတ်ကဲမှုဟာစနစ်တကျနဲ့အစဉ်ပြေသွားမှာဖြစ်ပါတယ်။အဲမိမိမှာအညံ့တွေကိုဆွဲနေတာဖြစ်ပါတယ်။ပဇွန်ညွန့်လေးကဆွဲတာပြအစိတ်တောက်ကိုပြေးသေးတယ်။ ဒါကြောင့်အကုသိုလ်ကံတွေကိုဆွဲနေတာဖြစ်တဲ့အတွက်ကဇွညုံလေးလှူမဲ့ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စရိုးအရသားတွေကတော့အင်္ဂါတော့အရှိတောင်တော့မှကဇွညုံလေးထားပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်မြေနဲ့ပတ်သက်တဲ့ကိစ္စမှာအရှင်ပြေမယ်မြေရနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တဲ့လူတွေမြေရမရှိတဲ့လူတွေမြေဝဉဉနဲ့လူတွေကတော့အင်္ဂါတော့အရှိတောင်တော့လဲပြီးကဇွညုံလေးငါညုံလို့ထိုးပြီးမှမကြခဏဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတော့မှပိတ်ဆို့နေတဲ့ မြန်မာနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အားဒါလေးတစ်ချက်ရှိတယ်ကိုသွားတဲ့ခီးကိုပြောတဲ့စကားအမှန်သွားကျင်တယ်လို့သွားခင်ပြောကျင်တယ်လို့ပြောခွင့်မရဘဲနဲ့တတိကောတကောဖြစ်နေတယ်သွားတာသွားပါရဲတင်သွားပါပြန်တဲ့မရှိပါဘူးထင်းကောထင်းကောဖြစ်နေရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စဒါမှမဟုတ်ခြေထောက်တွေမှာဒဏ်ရတတ်ပါတယ်ဗျာတကယ်လို့များအကြောင်းတစ်ခုသွားရင်လိုင်းနဲ့တစ်ခုခုခိုင်းမိတယ်ဆိုရင်တော့ခြေထောက်တွေကိုခိုင်းမိပါတယ်လက်တွေမှခိုင်းမိပါဘူးဗျာခြေထောက်တွေခိုင်းမိတတ်ပါတယ် ဒါကြောင့်ခမရအကြောင်းတကူနဲ့ပတ်သက်လို့သွားတယ်လာတယ်လှုပ်တဲ့ကင်တဲ့လူကခြေထောက်တွေခိုင်းမိတတ်တဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်သွားတဲ့ကားတဲ့လှုပ်တဲ့ကင်တဲ့လူတွေကအလုံးလူဒီခမရကုနာလက်ဖက်ဤလေးပဲဗုဒ္ဓူးတောင်းတောင်းရကိုလှည့်ပြီးမှတောင်းမင်္ဂလာရှိသောအတံများကြပြီလွဲကျော်နေသောကိစ္စများတဲ့လိမ့်မယ်တဲ့။ဒါကြောင့်ခမရလက်ဖိတ်လေးကိုအင်္ကာတောင်းရှိအဲရောင်လို့ဗုဒ္ဓတောင်းရက်ကိုလှည့်ပြီးမှလက်ဖိတ်လေးတောင်းမယ်ဆိုရင်လွဲကျော်နေသောကိစ္စများတဲ့မယ်။အတင်းလက်ဖိတ်လေးလည်းကျွန်တော်ဘယ်ဟုသွားမယ်ဘာတွေလုပ်ခြင်းနဲ့ ကျွန်တော်ပြသနာရင်ပြုလမ်းမှာအန္တရာယ်ကင်းနေတဲ့အဲ့ဒီရဲ့မြန်သောအန္တရာယ်ကင်းအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရလက်ပြီးတော့လက်ပိတ်လေးတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများမြန်သောပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားတွေပွင့်သွားရုံမှာကနိုင်ငံသားနဲ့ပတ်သက်တဲ့နိနေဆက်တယ်မှာကိုသွားနေရတဲ့နေရာတနေရာပြောရတဲ့စကားတခုနော်အဲ့ဒါသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ကိုကိုကိုကူညီပေးတဲ့လူကတပိုင်းပြဿနာရှာတဲ့လူကတပိုင်းဖြစ်ပါတယ် အဲ့ဒီလိုပဲနေသက်တည်နေတိုင်းနေမှာနေသက်တည်အားကောင်းပြီတိုင်းနေအားမကောင်းဘူးတိုင်းနေနေပြီတော့မှာတိုင်းနေအားကောင်းပြီနေပြီတော့အားမကောင်းမင်းနေနေပြီတော့နဲ့နိုင်ငံမှာဆိုရင်တော့နေပြီတော့အားမကောင်းတဲ့ကာလမျိုးဖြစ်ပါတယ်သူများနိုင်ငံနဲ့ရှင်းနိုင်ကိုယ်နိုင်ငံအရရအဆဆအရာရာရုံရင်းပြည့်စည်နေတာဖြစ်ပါတယ်သူများရဲ့အဖိနှိတ်ခံအနိုင်ကျင့်ခံရတဲ့ကာလမျိုးတွေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာเนาะအဲ့ဒါအဲကြောင့်ရိုးရဖို့ပါရိုးရဖို့ရင်တော့ရိုးရဖို့ရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကူညီထောက်ပံ့မှုများ အကိုကိုကိုတခုခုနဲ့ပတ်သက်တဲ့ပြဿနာရှိတယ်လို့ပြေးလဲပြီးကိုကိုကူညီပေးသွားမှာဖြစ်ပါတယ်။ရိုးရဖော်ကြပါအထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာရိုးရဖော်တဲ့အတွက်ငွေကြေးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်တတ်ပြီးပြဿနာတွေကင်းမှာဖြစ်ပါတယ်။အဲရိုးရမဖော်ရင်တော့အခမဲ့ပြင်တိုင်းနဲ့မှာတိုင်းရလူတွေလာရင်ပြည်နယ်ဒီမှာဒုက္ခရောက်မယ်နေပြည်တော်တည့်ရင်တော့တိုင်းနယ်မှာဒုက္ခရောက်မယ်တခြားနိုင်ငံတွေကလာရင်တော့နေပြည်တော်မှာဒုက္ခရောက်မယ် ုက္ခရောက်တဲ့အခါမှာစီးပွားရေးရဒုက္ခရောက်မယ်ငွေကြီးရဒုက္ခရောက်မယ်တိုင်းသူပြည်သားရဒုက္ခရောက်မယ်မင်းရဒုက္ခရောက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ခမရယူဝဖော်ကြပါခမရပြည်နေဒီမှာယူဝတွေဖော်ထားရင်အပြဒနာတွေကင်းမယ်အာမိုးဘဝပြဒနာတွေကင်းမယ်မြေရောက်ကပြဒနာတွေကင်းမယ်ရှေ့နောက်ဝေးရာပြဒနာတွေကင်းမယ်ပြဒနာကင်းနေတဲ့လူအလုံးတို့သည်လက်ဖက်ကလေးကိုအနောအစီလေးစားလေးဖြူဖြူပြီးမှခမရတစုံတယောက်သောသူကိုခမရကုသလုပ်ပါဗျာ လက်ဖက်တော့မဟုတ်ပါဘူးခင်ဗျာလက်ဖက်အသားလေးယူရဖြစ်ပါတယ်လက်ဖက်သားလေးကိုပကံလေးမှထည့်မနေနဲ့စီလေးသားလေးဖြူဖြူပြီးမှခင်ဗျာစူးတောင်းစူးတောင်းပြီးမှခင်ဗျာအိမ်မှာခင်ဗျာတစုံတယောက်တို့သူကိုကုသလို့သွားပြီးလက်ဆောင်လေးပါလေးပေးပေါ့ဗျာအဲ့ဒီလိုပေးရင်ဟိုတို့ကယူလိုက်မယ်ယူရင်အဆင်ပြေပြီဒါကြောင့်လက်ဖက်ကလေးကိုစီဆန်းလိုက်သမှာဗျာရိုးရတွေပေါ်မှာစီဆန်းတဲ့တွေတက်ဆိုင်ရမြင်ရမြင်ရတဲ့ဒီရဲ့ပုံကွေရဲ့အကူကြီးစောင့်ချောက်မှုကြောင့်ခင်ဗျားတို့ရိုးရဖို့လို့ဒူရကြော်ပြီးအမှုခင်းပြဿနာများဝေခွာသွားမှာဖြစ်ပါတယ် ဒီလိုအချိန်တွေမှာမြေတွေဝင်တတ်တယ်ရာထူးထူးတွေဖြစ်မယ်အပြောင်းရွှေ့တွေနဲ့ပတ်သက်တယ်မှာကံကောင်းမယ်နော်အဲ့ဒါမှာအိမ်နေနဲ့ပတ်သက်တာကိုယ်ကိုယ်ကိုမိသားစုကလက်ရှိနေထားတဲ့တိုးတက်တဲ့လုပ်ငန်းတွေအစပြုတဲ့ကာလမျိုးတွေဖြစ်ပါတယ်စုစုပေါင်း၂လလောက်ကတော့အဆင်ပြေနေတယ်ဗျနော်အဲ့ဒါလေးတစ်ချက်ကြည့်တယ်ဒီပေါက်တတ်တယ်ဒါမှမဟုတ်နိုင်ငံကြီးလို့ရင်တော့နိုင်ငံကြီးလို့ရင်တော့ထောင်ချတတ်တယ်နော်ထောင်ချတတ်တယ်နိုင်ငံကြီးမလို့ပါနဲ့အခမဲ့ထောင်ချတတ်တယ်အမှန်ရိုးရဖို့ရင်ဒိုးရကြုံမယ်လက်ဖက်သားလေးကိုလှူး လူပေးလိုက်ရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကုကျွန်တော်တို့ကုပြောဆိုနေတဲ့ကာလအတွင်းမှာတော့တင်းနှလာကြိုးရနေပြီးတော့တင်းနှမနေကိုကုနေတာဖြစ်ပါတယ်။အဲ့ဒီမှာလူတွေအစုလိုက်ပြိုလိုက်တည်တည်တတ်တဲ့ကိစ္စတော့စက္ကွန်နေနေအတွင်းဒီဖြစ်ပြီးစက္ကွန်ရဲ့ကြော်ရင်တော့ဒီလူတွေနဲ့ပတ်သက်တဲ့ဒီနေ့ရဲ့ဓာတ်အားနေနေတဲ့ကံမကောင်းတဲ့ကိစ္စတွေအဲအတော်အသင့်အစင်းနေပြေးလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ ။ဒါကြောင့်လူယောက်ျားတွေသေးသေးပျက်စီးတဲ့ကိစ္စတွေကဇက်ကွန်တွေရဲ့ကြောင့်တော့တော်တော်များများရန်နာသွားမှာဖြစ်ပြီးတော့အဖန်ဒီအချုံတော့အထုနဲ့အရိုက်နဲ့တရားတော့ရှိနေတာဖြစ်ပါတယ်။အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်လက်ဖက်သားလေးလက်ဖက်သားလေးစီလေးသားလေးဖြူဖြူပြီးမှဖရဲကိုလူဒါမှမဟုတ်ရင်ခမရတသုံးတယောက်တော့သူကုသကုလိုက်သမှာဗျာ။တင်းတို့မှာပိတ်ဆိုနေတဲ့ရိုးဝဖော်လို့ဒိုးဝကြောပြီးအမှုခင်ပြဿနာများဝေကွာတော့မှာဖြစ်ပါလေဗျာဒါကြောင့်ကျွန်တော်တို့15ရက်5လ2025မှာဒီ 25ရဲ့6လ2025ကာလအတွင်းမှာတော့ဒီဒီပောက်တတ်ပါတယ်။နော်အပြောင်းအရွှေ့ရာဒူးဒူးတွေနဲ့ပတ်သက်တဲ့အဆင်ပြေတယ်။မင်းနေနဲ့ပတ်သက်တဲ့အဆင်ပြေတယ်။ရိုးတာမန်လူတို့မြေယာနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြကြတတ်တဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရွှေညာမြေမိသားစုကပေးတဲ့ရေရလေးတွေပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆိုနေတော့အိုးလုံကဲများအများဆုံးပွင့်လန်းပြီးငွေကြေးများအစုလိုက်ပြုံးလိုက်ဝင်ရောက်ကြပါစေ။စိတ်ချမ်းသာပျော်ချင်တဲ့လူနိုင်တန်းနိုင်တဲ့လူတွေဖြစ်ပါစေ။မြေယာတွေပိုင်ဆိုင်ပါစေ။ အပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပါစေနော်သွားတော်ခီးများအနေချင်းပေးရှိမီပြောတော်စကားများအောင်မြင်ကြကြပြီးရိုးအဖို့လို့ဒိုးအကြောပြီးအမှုခင်းများပြဿနာများဝူးကားပြီးရွှေတွဲလဲငွေတွဲလဲနဲ့သာသနာပြုနိုင်တဲ့တားကောင်းသမီးကောင်းများဖြစ်ကြပါစေကြောင်းရွှေညာမီမိသားစုကူတာဆရာကြီးမြန်မာပြည်မှလေးလေးစားစားထူထောင်မြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ